ဘွဲကလည်းအရင်ပြောရင်ဒီဘွဲကလည်းကျွန်တော်ဘယ်စပွန်ဆာမှလည်းမပါဘူးဘယ်အထောက်ပံ့မှလည်းမပါပါဘူးကိုတူကိုထားနဲ့ကျွန်တော်တို့အိတ်ဆိုင်ပြီး brand နေရတယ်ရှုံးတယ်ရှုံးတယ်ဒီဘွဲရှုံးတာပွင့်လင်းပြောပြရပါကျွန်တော်တော့စည်တနာရင်းခံပြီးလုပ်တာပါဘွဲဘွဲမဆိုဘယ်ရပါအောင်မှလည်းကျွန်တော်ရိုင်းပြောကျွန်တော်ဟော်ကင်မချော်ကောက်ဘူးမချောက်ဘူးတန်တအတ္တိတန်တန်ကြီးနဲ့ကျွန်တော်လုတ်ပြီးတယ်ဒါပေမဲ့ဟိုတချို့ຢာရကြတော့လေဟိုဟို ကျွန်တော်ကစားပြီးကြာဘူးမင်းတို့နှစ်ကောင်လုံးကဒီဘက်ထဲမှာရှေ့တည်အေးမင်းရဲ့နှစ်ကောင်လုံးက၆၄ပါပဲရှိရင်မရှိဘူးကတော့နေကလည်းအဲ့ဒါကြီးကဒီကောင်တွေစစ်မတော့ဘယ်ကောင်ပြောက်ပေးရလဲဘယ်လိုပြောက်မလဲဟိုအရန်တော့ရင်ခုံမှုကောင်းနေအရန်လည်းကြီးလို့ကောင်းနေဘာလို့လဲဆိုတော့ဟိုတခါမှမမြင်ဘူးဒီလိုပွဲမျိုးอ่ะအဲ့တော့လေဟို rubber တွေအားလုံးကဘယ်လိုပြောပြမလဲအစ်စန်းနေနေရအစ်စန်းဆွဲအတွက်လေ သူတို့အတွက်လည်းလိုအပ်ချက်တွေရှိမယ်ကိုရီပေါ်မှာလည်းသူတို့အမြင်ဆောင်တာရှိမယ်မကျင်တတ်တာရှိမယ်အဲ့တော့လေဂျွန်ဒီကနေပြီးတော့အမြင်ဆောင်တယ်ဂျော်လည်းကတက်လာတဲ့ဆိုင်ကောင်နဲ့ပနာပြီးတော့ဂျက်ဆန်နဲ့ဘေးဘာတို့ရဲ့တိစားကြီးကရောဘာတို့တိုင်းကုန်းကိုပြစ်ဆောင်ရဲ့ဘိုင်းတွေထိုးခိုင်းလိုက်တယ်လို့ပြောရရင်တော့မထင်မှတ်ထားဘူးပေါ့နော်မထင်မှတ်ထားဘူးဒီလိုမျိုးစူးရမယ်လို့လည်းမပြောလဲထားဘူးပေါ့နော်ဟိုအမှန်တော့ကျွန်တော်တို့ကဒီပွဲကိုပြိုင်တယ်ဆိုတာအစားမပြိုင်တော့ဘူးလို့ဆုံးဖြတ်ထားတာ တကယ်လို့နာမည်စင်းမှာပါသွားတဲ့ခါကျတော့အခက်အခဲတွေကြာတယ်ကျွန်တော်ဖတ်လာတာ။တော့အမေရိကန်ပြောမှဆိုတော့ကျွန်တော်ဒီဘွဲကိုဒီတိုင်းပဲလာကြည့်ရတာ။လာကြည့်နေအဲ့လိုဘောနာမည်စင်းမှာလို့လိုဟာနှစ်ယောက်ပြန်နှစ်ယောက်လိုဟာရ။နှစ်ယောက်လိုဟာတဲ့အချိန်မှာသူ့ကိုအရင်ခေါ်တဲ့အချိန်မှာဟိုသူ့ကိုအရင်ခေါ်သေးတယ်။နောက်တစ်ယောက်အရင်ခေါ်တယ်ခမာဦးတို့တစ်ယောက်။ခေါ်တဲ့အချိန်မှာတစ်ယောက်ကအဲ့တစ်ယောက်နဲ့ထက်တွဲသွားတယ်။တွဲခွေးတဲ့အချိန်မှာခဏဆော့ပြီးရောတာ10မိနစ်ကြာမှထက်ပြီးရောနောက်တစ်ယောက် ဟိုပါပြန်ဖို့ရှိသေးလားပေါ့အဲ့ချိန်မှာကျွန်တော်လည်းအဲ့လိုဆိုချင်တယ်ဗျာသိလားပြီးပြီ rapper ဆိုတော့မင်းလည်းအပြင်းပြင်းဝင်ဆိုတာဗျာသိလားဆိုရင်းနဲ့ဘယ်လိုပြောရမလဲသူနဲ့တွဲမိပါငါကပြောပြမှာမက်ကေဘွားမင်းတို့ကြဲကြဲလာဆူလောက်ဟောက်ဒါကြီးကပြောအဝတ်ဆိုနန်းနေကောဟောဆရာကြီးဘာလို့ဖြစ်ချင်တယ်ဘာလို့ဖလုံးနေတော့မင်းတို့မျိုးတွေတော့ လည်းကျွန်တော်ဘယ်စပွန်ဆာမှလည်းမပါဘူးဘယ်အထောက်ပံ့မှလည်းမပါပါဘူးကိုတူကိုသားနဲ့ကျွန်တော်တို့ excite ပြီး run နေရတယ်ရှုံးတယ်ရှုံးတယ်ဒီဘွဲရှုံးတာပွင့်လင်းပြောပြရပါကျွန်တော်တော့စည်တနာရင်းခံပြီးလုပ်တာပါဘွဲပွဲမဆိုဘယ်ရပါအောင်မှလည်းကျွန်တော်ရိုင်းပြောကျွန်တော် hockey မချော်ကဘူးမချောက်ဘူးတန်တအတီဂျီတန်တန်ကြီးနဲ့ကျွန်တော်လုတ်ပြီးတယ်ဒါပေမဲ့ဟိုတချို့အရာကြီးကြတော့လေဟိုဟို တော့ကစားဖြစ်ကြပါဘလို့ပြောပြရမလဲဟိုအရန်တော့ရင်ခုန်မှုကောင်းတယ်အရန်လည်းကြီးလို့ကောင်းတယ်ဘာလို့လဲဆိုဟိုတခါမှမမြင်ဘူးဒီလိုပွဲမျိုးอ่ะအဲ့အတွက်လည်းဟိုရပါရီအားလုံးကဘလို့ပြောပြရမလဲအသစ်ဆန်းနေညီနေအသစ်ဆန်းဆွဲအတွက်လည်းသူတို့အတွက်လည်းလိုအပ်ချက်တွေရှိမယ်ကိုရီပေါ်မှာလည်းသူတို့အမြင်ဆောင်နိုင်ရှိမယ်မကျေနပ်တာရှိမယ်အဲ့အတွက်လည်းကျွန်တော်ဒီကနေပြီးတော့အနည်းငယ်တောင်းပန်ပါတယ်ဒီရတော့ပါ plan ဒီเนาะ F5 ရောကီလိုဂရမ် kg ပါတကယ်လို့ပြောရရင်တော့မထင်မှတ်ထားဘူးပေါ့နော်မထင်မှတ်ထားဘူးဒီလိုမျိုးစုရမယ်လို့လည်းမပြောလင့်ထားဘူးပေါ့နော်ဟိုအမှန်တော့ကျွန်တော်တို့ကဒီပွဲကိုပြိုင်လဲဆိုတာအစားမပြိုင်တော့ဘူးလို့ဆုံးဖြတ်ထားတာတကယ်လို့နံပါတ်10မှာပါသွားတဲ့ခါကျတော့အခက်အခဲတွေကြာရင်ကျွန်တော်ထွက်လာတာတယောက်တည်းပဲလာခဲ့ရပါတော့ ကျွန်တော်ကတော့အမေရိကန်ပြောမှဆိုကျွန်တော်ဒီပွဲကိုဒီတိုင်းပဲလာကြည့်ရဗျာလာကြည့်ရင်အဲ့လိုဘူးပေါ့နာမည်စင်းမှာအဲ့လိုလိုဟာနှစ်ယောက်ဗျာနှစ်ယောက်လိုဟာဗျာနှစ်ယောက်လိုဟာတဲ့အချိန်မှာသူ့ကိုအရင်ခေါ်တဲ့အချိန်မှာဟိုသူ့ကိုအရင်မခေါ်သေးနောက်တစ်တယောက်အရင်ခေါ်တယ်ပထမဦးဆုံးတစ်ယောက်ခေါ်တဲ့အချိန်မှာတစ်ယောက်ကအဲ့တစ်ယောက်နဲ့ထက်တွဲသွားတွဲပြီးတဲ့အချိန်မှာခဏဆော့ပြီးတော့10မိနစ်ကြာမှထက်ပြီးတော့နောက်တစ်ယောက်ဟိုပြိုင်ဖို့ရှိသေးလားပေါ့အဲ့ချိန်မှာကျွန်တော်လည်းအဲ့လိုဆိုကျင်တယ်ဗျာသိလားပြီးပြီ rapper ဆိုတော့မင်းလည်းအပြင်းဝင်ဆိုတာဗျာသိလားဆိုရင်းနဲ့ဘယ်လိုပြောရမလဲသူနဲ့တွဲမိပါအဲ့ဒါမြဲပါမ မဲ့ဆုံးပြပါမဆုံးမဲ့ဆုံးပြတာကျွန်တော်လည်းအဲ့ကိုအပြင်မှာမသိဘူးဒါနဲ့အခုကပေါ်လာဖြစ်ဟိုက်ကိုရမကိုရမဆုံးလားကိုရမဆုံးအဓိကတော့ဟိုပါပေါ့ကျွန်တော်ဖီးဆိုင်ပြိုင်တဲ့ခါကျတော့လေတယောက်နဲ့တယောက်ကွန်နက်မိနေအောင်ပေါ့ဟိုဒီဘရာသာကျွန်တော်လည်းကွန်နက်မိသွားတဲ့ခါကျတော့ဒါတွေကဟိုညော်လင့်မဲ့သူကသူဖြစ်လာတယ်ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဟိုကန်နဲ့ဆိုင်လေးရအောင်အဓိကဟိုလိုပြဘယ်လိုပြောရမလဲ သူကကြောက် rain ကိုသွားပက်တယ်ဗျာကျွန်တော်ကကြောက် flow motion ပက်ဆိုတော့နှစ်ယောက်လုံးကမျှတယ်ဗျာဒီကနှစ်ယောက်လုံးက flow motion ဆိုရင်အရင်ကြီးလို့နှစ်ယောက်လုံးတွဲလို့ရအောင်မဟုတ်ဗျာကာယံနဲ့ flow motion နဲ့ကြောက်နှစ်ယောက်လုံးတွဲလို့ရအောင်အတိုင်ပေါင်းညီတယ်ဗျာဒီကအဲ့လိုပုံစံမျိုးကြောက်သွားတာဗျာဒီကအဲ့လိုအဲ့လိုပုံစံမျိုးပါအဓိကကိုသိပြောစရာမလိုဘူးပေါ့နော်ဟိုအထာတယောက်နဲ့တယောက်ကကိုတယောက်ရဲ့အထာကိုတယောက်ကသိနေတဲ့အခါကြောင့်လေဒီတယောက်ကဘယ်လိုဆိုရင်နောက်တယောက်ဘယ်လိုဆိုရမလဲဆိုတော့ဟောတူစိတ်ကသိပြီလားအဲ့လိုဖြစ်တာ ကျွန်တော်စိတ်ထဲမှာကျွန်တော်တကယ်ကြောက်ရအောင်လေအများကြီးမယူလိုက်ရအောင်ဗျာသိလားဟုတ်တယ်ဟုတ်တယ်အများကြီးတရားမယူအများကြီးအဲ့လိုတရားမတရားဗျာအဲ့လိုအများကြီးမယူဗျာဘာလို့လဲဆိုတော့ဘယ်လိုပြောရအောင်ကျွန်တော်လည်းသူနဲ့အဲ့လောက်မသိဘူးဘွဲအစတော့မှာအမှန်ကသူနဲ့ကျွန်တော်လည်းစီးရင်ကကြောက်ဝါးတဲ့အချိန်မှာအပြောလား AC ပဲလားဆိုပြီးအဓိကကျွန်တော်တို့က rubber ဖြစ်နေလို့ဗျာ rubber ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ကအဲ့လို home meter ဆိုတော့ဘယ်လိုနဲ့ဖြစ်ဘလိုပဲကြက်ကြကျွန်တော်လည်းအမြင်နဲ့ AC ဖြစ်သူလည်းကျွန်တော်လည်းကြားလဲဟိုဟာ AC ဖြစ်မှာတပြည့်လုံးလည်းကြားလဲ AC ဖြစ်မှာဘာလို့လဲဆိုတော့အဓိက rubber တွေဖြစ်နေလို့အဓိကတော့တယောက်နဲ့တယောက်ကကြောက် ုစတာရင်လည်းကိုယ့်ဟာလည်းကိုရှိပြီးသားမဟုတ်လို့လေဟိုကျွန်တော်တို့ကဘယ်ဟာပဲဖြစ်မကြောက်ဘူးနော်ကျွန်တော်လည်းအဲ့လိုပဲဘယ်ဟာဖြစ်မကြောက်ဘူးအဲ့လိုဖြစ်တာကိုကြီးကအဲ့လိုပြနားလဲမှုပုံစံမျိုးပေါ့ဒီအဲ့လို 2vs 2မှာရာဒီကကျွန်တော်ထင်ထားတာအဲ့လိုအဲ့လိုကြီးဘယ်လိုပြောရမလဲဟိုဘယ်လိုပြောရမလဲရမ်း အာယုံအရန်ဆိုက်ရမယ်ထင်တာမဟုတ်ဘူးအမှန်တကယ်တော့တကယ်တမ်းပြန်ပြီးရိုးသားစွာနဲ့ဘယ်လိုပြောရမလဲတေချာအုံးတော့ပြန်ရှင်းပြီးတွေးမယ်ဆိုရင်တရားနဲ့တရားကအဲ့လိုချိုးချက်ထားရတယ်မရှိဘူးသူနဲ့လည်းအကျုံလည်းမသိဘူးတို့ဒါပဲမဲ့ကျွန်တော်ကအဲ့လို rapper ဆိုတော့ကာယံအခြေစက်နေညီပြီးတော့မျိုးကမြမအဲ့လိုဝိုင်းချင်းပုံစံမျိုးဗျာကျွန်တော်ကာယံအဲ့လိုသွားတာဆိုတော့တယောက်ဆုံးတဲ့ဟာတယောက်ကဖိုက်တာတကယ်တော့ဒီလိုဒီလိုပွဲမျိုးတူးတူးနှစ်ယောက်နှစ်ယောက်ပြန်ရတဲ့ပွဲကြောင့်ဒါအစ်စ်ဆန်းပေါ့နော်ကျွန်တော်တို့တစ်ခါမှလည်းမပြန်ဘူးပေါ့နော်အစားတော့စိန်ခေါ်မှုတော့ရှိတယ်ဒါပေမဲ့တကယ်အကြောင်းကိုကီလိုဂရမ်နဲ့ဟိုဖြစ်သွားတဲ့ခါကျတော့အဲ့လောက်တိမရှိဘူး ကျော်တော့အဲ့လိုရမ်းရုံဟုတ်ပဲကျော်အဲ့လိုရသွားရဆိုတော့ကျွန်တော်ဘယ်လိုပြောရမလဲရမ်းရုံဟုတ်ဘယ်လိုပြောရမလဲဒါပဲစာရုံးလိုက်တော့ကျွန်တော်စဉ်းစားလိုက်ဘယ်လိုပြောမလဲကျွန်တော်ကကြတော့ဗျာဟိုဒီဟာကိုယူသွတ်တာဆိုတော့လေဟိုခံစားချက်ကတော့မထင်မှတ်ထားဘူးပေါ့နော်မထင်မှတ်ပါလေကြားလဲခံစားချက်တော့အဲ့ဒါကိုကျွန်တော်တန်ဖိုးထားတယ်ဘယ်လိုပဲဖြစ်ဖြစ်လေဟိုနောက်လေဒီလမ်းပေါ်မှာစက်ကြိုးစားနေအောင်ပါပေါ့နော်ဒီနှစ်ယောက်ကရောရှင်းဆက်ပြီးတော့ ဟုတ်ရေနောကတော့ဂျူနဲ့ကျွန်တော်တွေကမသိတော့မရှိဘူးဗျာဒါပေမဲ့ကျွန်တော်အခုဒီမှာနှစ်ယောက်လုံးက UPA Champion ကျွန်တော်အဲ့လိုနှစ်ယောက်တစ်ဖွဲ့ဗျာနှစ်ယောက်တစ်ဖွဲ့ရသွားတဲ့လောကျွန်တော် collaborate ကိုချိန်နေကျွန်တော်လုံးမှာချင်းထုံမှာကျွန်တော်တချင်းကတကယ်တမ်းပြောမှဆိုမထုတ်ဖြစ်တာတော့ကြာပြီဟုတ်တယ်ကျွန်တော် speech line တွေပဲကျွန်တော်လုပ်ဖြစ်တာချင်းထုတ်လိုက်တယ်ထုတ်ပြီးတော့ကျွန်တော်ရက်သွားတယ် ရွာသွားပြီးဘာမှလည်းမလုပ်ဖြစ်ဘူးကျွန်တော်ဒီစီးပွားရေးကိစ္စကျွန်တော်ဟိုဟာဖိကိစ္စတွေဗီဒီကိစ္စတွေပဲကျွန်တော် လုပ်နေရတာအဲ့အချိန်မှာကျွန်တော်ဒီမှာကျွန်တော်ငယ်ချင်း brotherhood ကျွန်တော်တို့ south side က representing ကနေပြီးတော့အဲ့လိုပါတဲ့လူတွေရှိရယ်ဗျာ free time ဟိုဟာဝင်းသားတွေလည်းရှိရယ်ပြိုင်တဲ့လူတွေလည်းရှိရယ်အဲ့ဒီမှာကျွန်တော်လာပြီးတော့ဒီကောင်းလာပြီးတော့အားပေးရအားပေးနေတယောက်လူတွေဆိုပြိုင်နေတဲ့အချိန်မှာကျွန်တော်ရွာသွားတယ်ကျွန်တော်ကတော့ဘယ်လိုပြောမလဲဟိုကျွန်တော် ပိုင်းပေါ့ဗျာအဲ့ဒါမျိုးလိုင်းတာရပါတော့ဟိုလိုင်းတာမှာ reply အဲ့လောက်ပြကြအောင်ပေါ့နော်ဟိုကျွန်တော်ဗာပဲဖြစ်ကို့ပိုင်းကို့ပြနိုင်ရဆိုတော့ပုံယူမယ်ဟိုအများကြီးလက်မျောလင့်တယ်အရင်ပွဲတွေကကျွန်တော်အတွေ့အကြုံပဲရခဲ့တာပေါ့အဲ့ဒီအတွေ့အကြုံကနေပြီးကို့ဘာတွေမားလဲဘာတွေလိုအပ်လဲဆိုတော့တဖြည်းဖြည်းနဲ့ step by step လောက်လာတော့လေဒီပွဲမှာကျတော့အကောင်းဆုံးပုဂ္ဂိုလ်ဖြစ်မယ်ဆိုလို့လောက်မှကျွန်တော်တကောင်လဲလာပြိုင်တာအဲ့သဘောတရားတကောင်လဲလာပြိုင်တာပေါ့နော်တကောင်လဲပြိုင်ရင်လည်းကီလိုဂရမ်လည်းတွေ့ခဲ့တာပေါ့နော် အဲကျွန်တော်ဒီ freestyle 2+2 ဟွာကဟိုဘောကျွန်တော်တို့ရဲ့တကယ်ချင်း WG ရဲ့မျိုးသူဒီလိုလေးစီစဉ်ကြည့်နေတယ်သူအဲ့အရာအဆင်ပြေမယ်ထင်တယ်ဆိုပြီးတော့ပထမအောင်ဆုံးလဲလုပ်ကြည့်ကြင်လို့ဆိုပြီးတော့လုပ်ပြတဲ့ပွဲလေးပေါ့အဲ 2+2 ဆိုတော့ကျတော့ဟိုဘောအခြေဆက်တယောက်နဲ့တယောက်အခြေဆက်ကမိတဲ့လူကပို့ပြီးတော့တာတာပေါ့အဲ့လိုမျိုးတာတာမျိုးရှိရဲအဲ့လိုဟိုဘယ်ပါမလဲတယောက်ကလွဲနေပြီးတော့တယောက်က အဆင်ပြေနေတဲ့ဥစ္စာမျိုးကြတော့2 2မှာကြတော့အမှတ်ပေးတဲ့အခါတည်းမှာအမှတ်လျော့လာတာမျိုးရှိတာပေါ့အဲ့လိုမျိုးဟိုနှစ်ယောက်လုံးအခြေဆက်ညီညာမျိုးပို့ပြီးတော့အသားပေးတာလိုမျိုးကအကောင်းဆုံးဖြစ်မလဲဆိုတော့ကျွန်တော်ကတော့ဟိုပေါ့ဒီ freestyle ဥစ္စာကိုအဲ့လောက်ကြီးတော့ဟိုမဟုတ်ဖြစ်ဘူးဒါပေမဲ့ကျွန်တော်အမြင်ပေါ့ကျွန်တော်အမြင်လေးပြောရမယ်ဆိုရင်တော့ဒီလိုမျိုးပွဲမျိုးကိုနောက်ထပ်လည်းမြင်နေသေးတယ် များကြီးဒီတက်ပို့ပြီးတော့ဟိုလှုပ်လာရင်ပို့ပြီးတော့ကောင်းလိမ့်မယ် 2+2 ဆိုတော့အတွဲအတွဲကြီးနေနဲ့လုံနေတဲ့လူတွေအတွက်ကပို့ပြီးအဆင်ပြေတယ်ပေါ့အဲအဲ့လိုတော့ကျွန်တော်လည်းအဲ့ဒါကြတော့ organizer ပဲသိမှာပေါ့ကျွန်တော်ကြတော့ကျွန်တော်တို့ခေါ်တာကျွန်တော်တို့ခေါ်ပြီးတော့ဟိုအဲ့လိုမျိုး gas နေနဲ့လာပြီးတော်ပြေရိုင်းလာဆိုတော့အဲ့ဒါတော့ကျွန်တော်သိကြမသိဘူးအဲလူငယ်ပြန်ပြန်ဝင်နေဟုတ်ဘယ်လိုပြောရမလဲသူတို့အခုဆိုရင်ပြိုင်တဲ့ဥစ္စာတွေမှာဟိုအရင်တော့ဆိုဟို 1+1 တွေပြိုင်နေအခု 2+2 ပြိုင်နေတဲ့အချိန်မှာလည်းအတွဲညီညီနဲ့လာပြီးတော့ပြိုင်နေလူတွေရှိရပေါ့ဟုတ်အဲ့တော့